မင်္ဂလာပါခင်ဗျာစာရေးသူဆရာကိုစိုးကောလင်းရေးသားတော့ခါမတန်အာမန်တင်းပေမယ်လို့အမိရတယ်ဝတ္ထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာခါမတန်အာမန်တင်းပေမယ်အခန်းတည်းဗိသိတ်ဆရာကြီးအောင်မြင်သောအတန်ဝါကြီးမှာစောင်းပေါက်များစီမှာဟင်းကထွက်နေသည်မင်းညာကဟင်းရှက်ဖို့တာဝန်ကျထား၍ကျင်းဆက်နေသောမျက်လုံးတို့ပုတ်ခတ်ကအိတ်ရှင်ပြေလက်ဖက်တစုံစားလိုက် ဆက်လက်ကလေးဖွာလိုက်နဲ့ကိုထုံးမောင်အိတ်ရှင်စိတ်ကိုမနေတွန်းလှန်နေရသည်ရှင်လောင်းစင်ပေါ်စီတန်းထိုင်နေကြတော့တာမဏေအလောင်းလျာလေးတွေကိုကြည့်ကတိတိဖြာရင်းမှအလှူတားရကဒါရကမတွေစီအကြည့်ရောက်သွားမိပြန်သည်ယနေ့လူသည်ရွာလည်းကောင်းမှတိန့်ထေးဤအလှူဖြစ်သည် အလှူတားရကဒါရကမတို့ဤအပြုံးရေပေါ်မှထစဉ်မောင်ရှင်လောင်းလေးတွေကိုတခါမှမမြင်ဘူးသလိုပါးစပ်ကလေးဟာကငေးကြည့်နေတော့ တားကြီးနဲ့တားငယ်စီအကြီးကရောက်သွားမိပြန်သည်ရုတ်တရက်ကိုထုံးမောင်၏မျက်လုံးအစုံသည် မြင်ကွင်းနှင့်အာလုံးဝေဝါးသွားသည် ထိုင်နေရမှကမန်းကဒန်းထကအလူမန်းတက်နှင့်ဝေးရစီတို့ထွက်လာမိသည်ထို့နောက်တွင်တော့တင့်ပင်ကြီးတစ်ခုအကွယ်တွင်အယုတ်ကျိုးပြက်ထိုင်ချကရှာကြီးတငငင်တချုံချုံငုံမိလေတော့သည် ကိုထုံးမောင်ဘလောက်ကြာအောင်ငုံနေမိသည်မသိပကုံးပေါ်သို့လက်လာတင်မှမောက်ကြည့်မိသည်မသိရင် ဟုတ်ပါသည်သူ၏ရှင်းလာသောဇနီးတင်းရင် ဖြစ်ပါသည်တင်းရင်၏မျက်ဝန်းတွင်လည်းမျက်ရည်စားတွင်လည်းဖြစ်သည်နေမယားနှစ်ယောက်အတန်းကြာအောင်မျက်ဝန်းချင်းဆန်ကကြည့်နေမိရမှာတင်းရင်ကစကားဆသည်ကိုထုံးမောင်ရဲ့သူများတွင်မင်္ဂလာယူနေတဲ့အချိန်မှာတော်ကဘလို့ဖြစ်ရတာလဲငါသိပါတယ်တင်းရင်ရဲ့ဒါပေမဲ့ဒါပေမဲ့ဟာငါ ငါသားလေးတွေကို ကြည်စမ်းမအောင်ဟာဘလောက်တနာစရာကောင်းလဲမောင်ရင်နှောင်းလေးတွေကို ကြည်နေလိုက်တာများဟာပါစက်ကလေးတွေတောင်ဟလိုဟာငါငါလေးအဖေတယောက်ရဲ့တောင်းဝန်ကိုမကျေတလို့များဖြစ်နေပြီလားလို့တွေးရင်အယံဝမ်းနေလာလို့ပါဟာဟုတ်တော့အဲ့တလို့မတွေးစမ်းပါနဲ့တော့မှဘာတောင်းဝန်များမကျေတာရှိလို့တော့တော်ကအတော့အစားလောင်းကစားရဲလို့လောက်တာလည်းမဟုတ် စလက်ကလေးတစ်ခုနာတောက်တာပါအလောက်ကိုကြိုးကြိုးစားစားလှုပ်ပြီးကျုပ်တို့မိသားစုအပေါ်ကျင်ကျင်နာနာနဲ့တစ္ဆာရှိရှိလှုပ်ကျွေးလာတာကျုပ်အတီဆုံးပါပဲကိုဒါဆိုရင်တော့ဖို့တာဝန်ကျေလာပါပြီတော့ရှမ်းရှမ်းတတဖြစ်မလာတာတော့ကျုပ်တို့ရဲ့အတိတ်ဘဝကကုတုကနေကလေးလိုပဲကျုပ်ကမှတ်ယူထားပါတယ်ကိုသိန်းသေးကကျုပ်တို့သားနှစ်ယောက်စလုံးသူ့အလူရဲထဲလိုက်ပါလားလို့မေးတော့ကတော်မှလက်မခံတာကို တော်သားမှတင်းရင်ရဲ့ ငါသားနှစ်ယောက်ဟာငါရင်ကဖြစ်လာခဲ့တဲ့သားတွေပါဟာငါရင်ကဖြစ်တဲ့သားကိုငါရင်ကထွက်တဲ့ရွှေနဲစာနဲ့ပဲရှင်ပြုတ်မယ်တင်ငန်းလေးတစ်စုံတော့ဝင်မပေးနိုင်ပဲနဲ့သူများလုပ်တဲ့အလှူမှာထဲ့ပြီးငါသားကိုရှင်ပြုတ်ပေးဖို့ငါစိတ်မတက်ပါဘူးဟာငါအတွက်ဒီဆင်းရဲသားမာနလေးတစ်ခုလောက်တော့ရှံထားခွင့်ပြုတ်ပါအောင်ဟာဟုတ်ကဲ့ပါတော့ကျောက်ကချင်းခန်းစားနေရတာမကြည့်ရလို့ပြောမိတာပါအမှန်တော့ ကျုပ်လည်းမထက်ချင်ပါဘူးတော့ကျုပ်တို့ရဲ့သားတွေကိုကြီးကြီးကျယ်ကျယ်လုံမပေးနိုင်ရင်တော့ကို့လုံအားကားနဲ့လှူတဲ့အလှသေးသေးလေးလုံနိုင်အောင်ကျုပ်တို့လင်မယားတွေစူးစမ်းကြမယ်နော်အေးပါဟာငါ့ကိုနားလည်းပေးတာကျေးဇူးတင်ပါတယ်မိမရဲ့ဩတော်ပြည့်ကြည်မဒီလင်မယားနှစ်ယောက်ပဲရှိတာတော့ကိုမှနားလည်းမပေးရင်ကျုပ်ကဘသူ့ကိုတွားပြီးနားလည်းပေးရမှာတော့ကဲပါတော့လာပါ ဒါနမြောက်အောင်သူများရဲ့အလှူမှာတွားပြီးဝိုင်းဝန်းကြပါအောင်စို့ခန်းနေစောင်းကြော့ခါနေပြီးသားစွာပင် နေလက်ခင်းပူပြင်းသောနေရောင်ကကိုတော်မောင်၏မဲပြောင်သောကြိုးပြင်ပေါ်သို့အညာတာကဲမှန်စွာထိုးကြလျက်ရှိသည်သို့တော်ကိုထိုးမောင်ကြိုးပြင်ကအပူကိုမမှုအားပေစောင်းမကုန်ခင်လေတဲကတဲချမ်းတွေကိုအပီးဖယ်နိုင်ဖို့ရေကပူပြီးပူနေရသည် ဒီနေ့မိုးတွင် ကြီးခဲ့သည့်ရေမှာသူတို့၏မိသားစုဤအိမ်မက်တွေကိုတိုက်စားယူသွားရုံတွင်မကပဲလယ်ထဲသို့တဲချမ်းတွေဖို့ကနောင်မတ်မိအိမ်မက်တွေကိုပါပိတ်ဖုံးထားခဲ့နေသည်ထိုတဲတွေကို အောက်ကမြေသားတွေပေါ်သည့်အထိမဖယ်နိုင်ပါကဘလုံးင်းင်းမှညွေစဘာဆိုင်လို့မရနိုင်ပေထို့ကြောင့်ပင်ဆောင်းရသည်မကုန်မီအပီးထယ်နိုင်ဖို့ကြိုးစားနေကြခြင်းဖြစ်သည်တောင့်တင်းနာကျင်နေသောခါကိုဆန့်ရင် တဲကျန်းတွေကိုရှောင်းနေပေးတစ်ပြင်းရင်တို့သွားပုံနေသောတင်းရင်နဲ့တားနှစ်ယောက်စီလှမ်းမြော်၍ကြည့်မိသည်တားကြီးရေတဲတွေကိုရှောင်းနေမကြစေနဲ့ဟိတေချာလေးပုံးဟတင်းရင်ရှောင်းဘက်ကကာထားတဲ့တန်းကိုမဆန့်ရင်နောက်ထပ်ထပ်ပြီးတိုးလိုက်နော်ရှောင်းနေကိုပြိုကြမယ်ကြားလားအဖေကလည်းဗျာရှောင်းနေကတဲရှောင်းနေပြန်ကြတော့ဘာဖြစ်မှာမို့လို့တော့ဗျာဟာတားကြီးဟာ ။ချောင်းနဲ့ပြန်ကြလို့ချောင်းကော့သွားရင် ရေကဘယ်လိုရလို့လဲဆိုင်လို့ရမှာတော့ကွာ။မင်းကလည်းနည်းနည်းပါးပါးစဉ်းစားပါအောင်လား။အဲ့ဒါကြောင့်အဖေကိုပြောတာ။အူကြီးတိန်ထေးလို့လို့ဟိုဖျက်သည်ဆိုင်မဲ့လူတွေစီလဲကိုရောင်းလိုက်ရင်ပြီးရောဟာကိုဒီလိုနဲ့ပြင်ပြမှန်မှန်လုပ်နေကြမလို့တော့ဘူးပြီးတော့သူတို့မှအလှူတွေပါတွေတောင်လုပ်နေနိုင်ပြီကိုထုံးမောင်မျက်နှာတစ်ချက်တင်းသွားမိသည်ပြီးမှကဲ ထမင်းစားဖို့နားကြရအောင်ဟိတိုင်းထမင်းပြင်ကွာကိုထုံးမအောင်ပြောရင်ရှောင်းဘတ်တို့အစင်းကလိုက်ရည်စေးလိုက်သည်ပြီးမှတိုင်းရင်တို့ရှိရာတစ်ပင်ရိတ်စီတို့လှမ်းလာခဲ့သည်ထို့နောက်တမင်ကလေးထိုင်ကအနာကုတ်ကကြွေရည်တွေကွာပြီးဗကံပြောင်းခုပြောရုံတမေတာရှိသည့်ထမင်းဗကံကိုမကအချင်းရွှဲရွှဲစမ်းလိုက်သည်ထို့နောက်မယုံသီးနှင့်ငပိပါလီကားမြထောင်းကထဲ့ထားသည့်ငပိတောင်းကို ပကန်းစုံ၌ပုံကားထမင်းလုတ်ကြီးကြီးတလုံးပါဇက်တွင်သို့တွတ်လိုက်သည်ထမင်းကိုအရသာခံကဝါရင် အရှင်ရေတစုံခတ်တောက်လိုက်သည်ပြီးမှကိုထုံးမောင်စကားဆသည်တင်းရင်ကိုတားကြီးနဲ့တားငယ်ကိုအဖေပြောမယ်ထမင်းတို့တည်တည်ချာချာနားထောင်ကြဟုတ်ကဲ့အဖေပြောပါအောင်ဒီလိုကငါသားကမေးတယ်အဖေဘာလို့ဒီလေကိုမရောက်လိုက်တာတော့နဲ့ကဲအခုကြည်စမ်းပါဦး အဖေတို့ဘေးနားကလဲတွေအကုန်လုံးနေပါအဲ့ဒီဖျဲဆိုင်မဲ့လူမျိုးသားတွေစီကိုရောင်းလိုက်တာတားတို့မြင်တယ်မဟုတ်လားဟုတ်ကဲ့အဖေမြင်တယ်အဲ့ဒါကြောင့်အဖေဘောဘာလို့မရောင်းလဲလို့တားမေးတာဗောအေးငါသားပြောသလိုလဲကိုရောင်းလိုက်ပါပြီတဲ့ပတ်စံဘယ်လောက်ရမယ်လို့ထင်တယ်မတည်ဘူးလေ အဖေဦးကြီးတိန်သေးတို့ကအလှူတွေတောင် လုပ်နေနိုင်တာပဲကိုတော်တော်ရမှာဗောတိန်30တဲ့ငါသားကြီးတိန်30တဲ့ တိတ်တဲလို့အလူလောက်တာဘလောက်ကုန်တယ်ကွာမသိလားအဲ့ဒါလည်းမသိဘူးအဖေဝတားကျွေးအလူဆိုတော့ပြီးတော့ဘိတ်သိမ့်ငှားတာရဲ့ဆိုတော့တော်တော်ကုန်ပါဗော73တိန်းတောင်ကုန်ကြတယ်အဲ့ဒါတောင်ရွာတဲကကုန်ငွေတွေအမျိုးတွေရဲ့ကုပန့်ငွေတွေနှုတ်ပြီးသားနော်အဲ့တော့လက်ထဲမှာ18တိန်းကျန်ရောဘယ်လဲမဆက်ရတဲ့အတွက်ဝမ်းသာတစ်ပါးကမရှိတော့ဘူးအဲ့တော့ဝယ်ရမယ်တာမှုနာမှုတွေပြန်လိုက်ရမယ် ဒါတွေကတနေတည်းပြီးသွားမဲ့အရာတွေမဟုတ်ဘူးငါသာမတည်မရှင်းလူမှုရေးဆိုတာရှိနေမှာအဖေတို့မှတုံးလုံးစာမပြောနဲ့မတ်တပ်စာအောင်ဘာမှမရှိဘူးဒီလေကိုရောင်းပြီးဘာသွားလှူစားကြမှာလဲအရှိကိုမျောတွေးစားမှာသားတို့ရဲ့ငါသားတို့ရှင်ပြူကျင်တာအဖေသိပါတယ်အဖေလည်းတိတ်ပြီးတော့ပြူပေးကျင်တာဗောအခုအစင်မပြေနိုင်သေးတဲ့ခဏတာမှာနည်းနည်းတဲငင်းခံပြီးတော့စောင့်ပေးပါလားကွာသူများတွေတို့ကြီးကြီးကျယ်ကျယ်မလုပ်ပေးနိုင်ရင်တော့ ကျောင်းထဲရှင်ပြုကလေးတော့အဖေလှုပ်ပေးနိုင်အောင်ကြိုးစားပါမယ်ကွာကိုထွန်းမောင်ပြောရင်မှထမင်းစားတာကိုလက်စားတက်လိုက်သည်ထို့နောက်လက်ရည်စေး၍လက်တုပ်ကစစ်ပေါ်လိုက်တို့ကိုမင်းညိပြီးတဖွာတဖွာဖွာလိုက်သည်ဒီနောက်ဘယ်စားပြီးရင်ခဏနာကြပြီးရင်ဆက်လုပ်ကြရအောင်ဟေ့တိတ်မလို့တော့ပါဘူးမြေတော့ပေါ်တော့မှာပါတိန်ရင်နဲ့သားရဲ့အဖေကိုစောင့်မနေတော့ပဲပြောပြသည်နှင့်ကိုထိုးမောင်လဲတဲ့ဆင်းလာခဲ့သည် အချိန်ရှိခိုင်းလုံလဆိုင်မှဖြစ်မိကိုအခန်းတော်မိဆက်တံတွေတတိုင်းတိုင်းနဲ့ဆူညံသွားရေတင်နေကြသည့်ကြားမှာရေတုံငင်ကို တကြီကြီနဲ့မပြေးမရိနှိမ့်နေသည့်ကိုထုံးမောင်ကိုဖယဲကင်းကလူမျိုးသားတွေကအထူးအဆန်းလိုကြည့်နေကြသည်ကြည့်ကမှကြည့်ရောပြီကိုထုံးမောင်ကလည်းသူ့အကြောင်းနဲ့အတူဒီမိဆက်စီဖို့နဲ့ရေတင်ကကို သူမပေးနိုင်မပေးနိုင်ဆိုသည့်ထက်မပေးခြင်းအဲ့တော့ ရေတုံကင်နှင့်ရှောင်းနှင်းကရေကိုဆုပ်ခါဖမ်းပင်လုံးကိုဦးတိုင်းဖွင့်ပြီးလှောက်ထားသည့်ရေတချောင်းနှင့်ရေတဲသို့ရေတင်သည်တန်းနိုင်သည်များရွှေတာနိုင်သည်များရွှေတာပြီးလောက်ကားမှတော်ရုံကြမည်မဟုတ်လားနမဟုတ်လျင်အမေးကနှုတ်ခေါင်းကနှုတ်နေဝမ်းသာတပါတတာများသာကိုဖို့ကြံသည်ဒါတောင်ရာသီဥတုကကိုဘက်ကိုပါပါအောင်မှရေတုံကင်ကိုနှဲ့ရင် ကိုထုံးမောင်စဉ်းစားနေမိသည် ဖယင်းဆိုင်မြင့်သူတွေဒီလဲထုံရတွင်လဲထုံဆက်ကြီးများနဲ့တဝုံကုန်ထုံချသွားဒီမှာဘေးနာပပတ်လက်ကြီးလက်ကောက်တွေအကုန်လုံးထုံဖို့ဘလောက်မှမကြလိုက်ပြီသူ့မသားလက်တကွက်ကိုနွားတချင်းနှင့်ထုံလိုက်ဒီမှာနှစ်ရက်ကြာသည်အခုပြိုးထောင်မှု ရေတင်ပြန်တော့လဲဖယင်းကင်းနဲ့ရေတင်တို့အကုန်ပြီးတော့မြည်သူ့မှာမပြည့်နိုင်သေးဒါပေသည့်သူတို့ကိုအားကျနေုံဖြင့်ကိုယ်အလောက်ကပြီးမှာမဟုတ်ဆိုတော့စူးစမ်းပြီးလုပ်ယုံတာ ပြောမိတာပြောရာသူတို့ကလည်းကိုယ့်ကိုလူထူးလူသန်တယောက်လိုကြည့်ကြည့်နေကြသည်ကိုတနေ့ကလည်းလဲထုံနေတာလာကြည့်ပြီကိုရှိကိုရှိနဲ့သူတို့အချင်းချင်းပြောနေကြသည်မှာနားတော်ကြီးသည်ပြီးတော့ကိုလည်းတလုံးမှနားမလဲနောက်တော့လည်းရိုးသွားတော့သူတို့လည်းသူတို့အလုပ်သူတို့လုပ်တယ်လို့ကိုလည်းကိုအလုပ်ကိုကိုလုံးနဲ့ဘာတိဘာသာဖြစ်သွားကြသည်တခါတခါတော့လည်းလယ်နီးနာချင်းတွေကိုလွမ်းမိတယ်လို့လို့ရှိသည် တယောက်နဲ့တယောက်အော်ဟစ်စားနောက်ရင်အလုံးလုံးကြရသည်မှာမောလို့မောမန်းမတိတာလားပဲအခုတော့ကိုထုံးမအောင်တက်တင်းကြီးတစ်ချက်ကိုလေးလေးပင်ပင်ရှာလိုက်မိသည်ထို့နောက်ရေတုံးကင်ကိုသာတွင်တွင်ဖိဖိပြီးနှိမ့်နေရသည်အခန်းလေးကိုတကွက်ထဲ၌သာရှိသည့်စဘာပင်တွေကိုကြည့်ကကိုထုံးမအောင်ကြည်ကြည်နက်နက်ကြီးကိုပြုံးလိုက်မိသည်မြင်းမြင်းလေးရာဖယဲကင်ပူအိုက်အိုက်တွေကြားတွင်စိမ့်မောက်နေအောင်ကောင်းလာသည့်စဘာပင်တွေက အတိုးချပြီးတန်နေတယ်လို့ပင်ဒီနှစ်တော့အထွန်းနှုံးပင်စံတင်နိုင်တော့အောင်ကိုစဘာတွေကအောင်မြင်လာသည် ကျိုးသားအထုံးမှု၏အသေးပွင့်တွေကိုကြည့်ကပေါင်းတော့ရင်းဖြင့်မကြီးစဘူကိုထွင်းမအောင်တရှင်းတွေပါတွေညင်းနေမိသည်တားနှစ်ယောက်ကိုရွာဦးကျောင်းတွင် ရှင်ပြုတ်ပေးပြီရွာထဲကဆွေမျိုးသားချင်းအနှဲငယ်လောက်သာဖိတ်ခါအလူကိုအချင်းချင်းကလေးကျင်ပါမည်ဘလို့ဆိုဆိုတားနှစ်ယောက်အတွက်မောင်ရှင်လောင်းဝိယုံကတော့ငှားကိုငှားရမည် ီးတော့ရွာလဲမလှဲ့ခြင်းနေကျောင်းတွင်းတစ်ပတ်တော့ထန်းစင်ဖြင့်လှဲ့ပေးရအောင်မည်ဒါမှထန်းစင်စည်းကျင်သောအကြီးကောင်၏ဆန္ဒလည်းပြည့်မည်လေကိုထုံးမအောင်ကိုအတွေးကလေးနှင့်ကိုကြည်နူးနေစဉ်နှာခေါင်းတွင်သို့ဆူဆူဝါးဝါနန်စော်လာသော အနံကြီးဝင်လာသည်ဖြင့်ခေါင်းထောင်ကြည့်မိသည်ဖယဲခင်အတွင်သို့လူမျိုးကြားတွင်စေးဖြန်းနေသည်ကိုမြင်လိုက်ရသည်ကိုလည်းပပတ်လည်းဖယဲခင်တွေကြီးပဲဆိုတော့စေးဖြန်းဒီမှာသူတို့သာနှာခေါင်းစည်းတွေနှင့်မို့ ခံနိုင်သည်ကိုမှမခံနိုင်ပေခေါင်းတွေပင်မူလာသလိုခံစားရ၍အပေါ်ဆွက်ချက်ကိုချုပ်ခါနှာခေါင်းကိုအုပ်ရင်းရွာထဲသို့အမြန်ပြန်လာခဲ့ရလေသည်အခန်းကကိုထုံးမောင်အန်တင်းတင်းကြိတ်ခါတောက်ခေါင်းမိသည် ပြီးခဲ့သည့်တရက်နှစ်ရက်ကမှစိတ်မောက်နေသည့်စကားပင်နေသည် မျက်လှည့်ပြလိုက်သလိုပင်စမြင့်ကားသားကကိုမျက်လုံးကိုပင် ကိုမယုံနိုင်မီဟိုတနေ့ကပေါင်းထုတ်နေသည့်လက်စာမပြတ်ခင် ဖျဲခင်းတွင်ဆေးဖြန်း၍ဆေးနှက်မခံနိုင်သောကြောင့်ပြန်ပြေးလာခဲ့ရသည်ဆေးကဘလောက်ပြင်းသည်မသိပေသူမှာနှစ်ရက်လောက်ခေါင်းတွင်မူးနေ၍လဲသေးသူမသွားနိုင်တင်းရင်နှင့်အကြီးကောင်သွားမည်ဟုပြောတော်လဲသူတို့ဘာထိနေမည်ဆို၍မသွားရန်တားထားခဲ့သည်ဒီနေ့တော့အနံပြောင်းလောက်ပြီဟုထင်၍လူလဲနည်းနည်းတက်တာလာတာနှင့်ကိုင်းခုတ်သားတစ်ချောင်းခါချက်ကလဲသေးထွက်လာခဲ့သည် ရောက်တော့မြင်ရသည့်မြင်ကွင်းမှာ ဝါယောဂာညှိုးချောက်နေသည့်စဘာပင်တွေဖြစ်သည်။ဖျဲခင်းနေကြည့်တော့ချင်းချင်းဆူဆူနဲ့ပုံမှန်သာဖြစ်သည်။ကိုယ်လေတကွက်ထဲသာကွက်ပြီးဖြစ်နေတော့သည်။လက်ကတဲ့ရိုးဘော့ကမျက်တွေပါဝါထိန်ပြီးရှောက်ကုန်ကတွေ့ရသည်။စဘာပင်ကိုလက်နဲ့ကန်ကြည့်လိုက်တော့အနှံနေကြွေကာကျသွားသည်။ကိုထုံးမအောင်သူဤနှလုံးသက်ပွတ်တွေပါကြွေကျသွားသလိုပင်ခံစားလိုက်ရသည်။အိမ်မက်တွေဟုတ်သည်။သူ့အိမ်မက်တွေ သူ့မျောလင်းချက်တွေတစ်ခါလဲသွားပြန်ပြီ။ကိုထုံးမောင်ကန်လိုက်တန်းကြူကြူကျသွားသည့်စပားပင်တွေကိုအယူကြီးတယောက်လိုရှေမွရင်မျက်ရည်တွေတွေစီးကျလာသည်။ဒီဘက်နာမကောင်းပေမဲ့ဟိုဘက်နာတော့ကောင်းလို့လို့ရှောက်ကန်ကြည့်မိသည်။သို့တော်လဲတဲ့ကွက်တာပုံသွားသည် ကောင်းသည့်နေရာမတွေ့ရ။ကိုထုံးမောင်ကိုကိုရရမဲ့တလို့ပင် မတက်ရက်ချင်းကမစွမ်းတာတော့ပဲဒူးထောက်ခါကြာသွားနေတော့သည်။ ထို့စဉ်နားတဲ့ကိုရှိကွက်စားနှင့်စကားပြောတံတွေဝင်လာသည့်ဖြင့်လက်ကြည့်မိသည်။ဖယဲကင်းမှလူတွေသည် သူ့လေကိုကြည့်ကသူတို့အချင်းချင်းပြောနေတာဖြစ်သည်။ကိုထုံးမောင်လက်ကြည့်တော့မလုံးမလဲရုပ်တွေနှင့်ပြန်လှည့်ကသွားကြသည်။ကိုထုံးမောင်ရုပ်တရဲ့အတွေ့တစ်ခုခေါင်းထဲဝင်လာသည်။ဟိုကောင်တွေဟိုတနေ့ကဖျန်းသည့်ဆေးတွေကြောင့်သူစပားကင်းပြတ်တာဖြစ်ရမည်။တွေးရင်းနဲ့ဒေါသထွက်လာကခါးမှရှက်ထားသည့်ကိုင်းကုတ်တရိုးကို လက်ကဆမ်းမိသည်။ သို့တော့တင်းရင်နဲ့တားနှစ်ယောက်ဤမျက်နာကိုမြင်အောင်ကစိတ်ကိုချော်လိုက်ရသည်ထို့နောက်တော့ကိုထုံးမောင်ရှင်းလင်းများမှာ ကြေးရွာအုပ်ချုပ်ရေးမှုအိမ်တို့အားအိမ်မဲ့စွာတလန်းချင်းပြန်လာခဲ့လေတော့သည်အခန်းရှောက်ကျုပ်တို့ဘလို့လုပ်ပြီးစားတော့ကြရမတော့ကိုထုံးမောင်ဒုက္ခတော့ရောက်ပြန်ပါပြီတော့စဘာကင်းလေးကောင်းနေပါပြီဆိုမှလောက်ရလိုက်ကြတာနော်တိတ်တိတ်နေသားမှာတင်းရင်ရဲ့ အုတ်ချုပ်ရင်မူကသူရှင်းပေးလိုက်မယ်လို့ပြောထားတယ်။စိတ်တူရတဲ့အချိန်နဘူနေဂျီနဲ့ဒေါသကနေ့ပေါ်ရောက်သွားမယ်နော်။ကိုထုံးမောင်တင်းရင်ကိုအွန်လိုင်းမိသည်။ဟုတ်သည်လေ။ကိုယောက်ျားစိတ်တူနေတာသူလည်းမသိတာမဟုတ်ပေမဲ့မိမတဘာဝနာကြီးအောင်တော့အတော်ပြောရှင်သည်။အကြီးကောင်ကတော့လဲလဲသွားကစဘာကင်းကိုကြည့်ကြည့်ပြီးငိုနေသည်။စိတ်လိုက်မှန်ပါရှောင်းမလို့ဖို့ပြောထားရသည်။အတက်ကသာ15နှစ်ရှိသည်။ နွားနှစ်ဖက်ကချောနေယုံနေသူဆိုတော့လူပေါင်းကမနေမနှောကြီးစိတ်ယူပေါက်ပြီးဖယဲကင်းကလူတွေရန်ချာနေမှာဆိုရသည်ဖြစ်ကြနေရင်ဟိုဘက်ကလည်းမတတ်တာဒီဘက်ကလည်းမတတ်တာလားတားငဲ့ကိုတော့ဦးကြီးခွေးမောင်တို့ကသူတို့အိမ်မှာထားပါသူတို့ကြောင်းထားပေးပြီဆို၍မပို့ကျင်တော့လဲပို့ထားလိုက်၍တော်သေးသည် မဟုတ်လည်းရင်ကလေးတယောက်ကြောင်းစရိတ်ကလည်းမလွယ်ကူလားမရှိပါဘူးဆိုကမှ ဖော့ကအိမ်ပေါ်တက်လာသေးတယ်ဆိုတဲ့အပေါင်မျိုးများနေလေပြီ။ကိုထိုးမောင်အတွေ့မဆုံးခင်အိမ်ရှောင်းဝါမှခေါ်တန်ကြရသည်။ကိုထိုးမောင်ယောကိုထိုးမောင်ကျုပ်တို့ဝင်ပြန်မယ်ပြို့။ဟာအုပ်ချုပ်ရေးမှုလာပါဗျာဝင်ဝင်။ခိုလူတွေရောဝင်ခဲ့ပြို့။တင်းရင်ရွေးချမှုချပြီးလည်းဖက်ကလေးတုတ်ခဲ့ပါကွာ။ဒါပြို့ထိုင်ကြ။နေရာကတော့ဖြစ်တယ်လို့ပဲ။လုံးမဲ့ထင်းတဲ့နေရာမှာသာထိုင်ကြပါဗျာ။ ကိုထုံးမောင်ပါဇက်ကဒဒဆက်ပြောနေတယ်လို့မျက်စိကလည်းအုတ်ချွေရဲမှုနဲ့ပါလာသူတွေကိုအ깨ခတ်နေမိသည်တယောက်ကကို့မြန်မာလူမျိုးဖြစ်ပေမဲ့နောက်တစ်ယောက်ကအသားဖြူဖြူမျက်ပေါက်မှမင်းနဲ့ဖယဲခင်မှလူမျိုးသားတွေနဲ့တူ၏ကိုထုံးမောင်ခံမှန်းကြည့်နေစဉ်အုတ်ချွေရဲမှုကစကားဆသည်ကိုထုံးမောင်ရေဒီဘက်ကလူတွေကကိုစောဝေးတဲ့ဟိုလူပြောသမျှသူကစကားပြန်ပြန်ပေးလိုက်မယ်ဟိုတယောက်ကတော့ကျုပ်နာမည်မသိဘူး ဖယဲခဲပိုင်ရဲ့တတိယမန်နေဂျာလို့တော့ကိုစောဝေကပြောတာပဲကျုပ်ကရင်ကကိုစောဝေနဲ့အလုပ်လုပ်ဖူးတာဗျကိုစောဝေကဝင်ပြောသည်ဟုတ်ပါတယ်ကိုထုံးမကျုပ်နာမည်ကစောဝေပါဒီဘက်ကသူကတော့အလွယ်မစ္စတာဟူလို့ပဲတတ်မှတ်ထားပါကျွန်တော်တို့အခုလာတဲ့ကိစ္စက ကိုထုံးမောင်စဘာကင်းပြတ်တဲ့ကိစ္စပါဗျကိုထုံးမောင်ကအုတ်ချုပ်ရင်မှုကိုအကြောင်းကြားထားတယ်ဆိုလို့ပါဟုတ်တယ်ကိုစောဝီ ကျုပ်စဘာကင်းကအကုန်လုံးဝါပြီးရှောက်ကုန်တယ်။အဲ့ဒါတို့တို့ဆေးဖျံပြီး၂ရက်၃ရက်လောက်နေတော့ဖြစ်သွားတာပဲ။အဲ့တော့တို့တို့ဆေးဖျံလို့ကျုပ်စဘာကင်းပြတ်တယ်လို့ကျုပ်ထင်တယ်။အဲ့ဒါကြောင့်ကျုပ်အုပ်ချုပ်ရေးမှုစီသွားပြီးအကြောင်းကြားထားတာပါ။ဟုတ်ကဲ့ပါကိုတော်မကျွန်တော်နဲ့မစ္စတာဝူနဲ့ဒီဘောမနာခင်မှာတိုင်ပင်ခဲ့ပါတယ်။မစ္စတာဝူကကိုထွန်းမောင်ရဲ့စဘာကင်းပြတ်တာသူစိတ်မကောင်းပါဘူးတဲ့။တို့တို့အဖြစ်လည်းမကင်းတယ်လို့ဖြစ်နေပါလေတဲ့။အဲ့ဒီအတွက်နင်နာကြီးအနေနဲ့ ငွေ3သိန်းပေးပါမယ်တဲ့ဘာဗျ3သိန်းဟုတ်လားကျုပ်စပါးကင်းကတခင်းလုံးတစ်စီးမှမရအောင်ပြတ်သွားတာကိုမှ3သိန်းပဲယောမယ်ဆိုတော့ခမည်းလူကမလွန်လုံးဘူးလားဗျာကျုပ်လည်းကအ ਨੇ ဆုံးစပါးတင်း150အောက်ထွက်မှာဗျာကိုစိုးဝင်ကကျွန်တော်မပြောဘူးလားဆိုသည့်မျက်နှာပေးမျိုးနဲ့မစ္စတာဝူဘတ်တို့ခပ်ပြုံးပြုံးလှမ်းကြည့်သည်နောက်မှကိုထုံးမောင်ဘတ်လှည့်ကား စိတ်မရှိဘူးနဲ့ကိုထုံးပါကျုပ်ကလည်းသူပြောတဲ့အတိုင်းပြောရတာပါ ကျွန်တော်ပြန်ပြီးမေးကြည့်သေးပါမယ်ကိုစိုးဝေကပြောပြီးမစ္စတာဝူဘတ်ကိုလှည့်ကသူတို့ဘာသာစကားဖြင့်ပြန်၍မေးနေလေသည်မစ္စတာဝူကနားထောင်ပြီးနောက်ပြန်ပြောသည်ကို ကိုစိုးဝေခေါင်းတညိမ့်ညိမ့်နဲ့နားထောင်ကကိုထုံးမဘတ်ကိုပြန်လှည့်လာသည်ထို့စဉ်မသိရင်ကလက်ဖက်တို့ပကံလာချကအနားဝင်ထိုင်ကဖြင့်စကားစပြတ်သွားသည်အတန်ကြာမှာ ဟုတ်ကဲ့ကိုထုံးမောင်မစ္စတာဝူကပြောတယ်ကိုထုံးမောင်ရဲ့စကားကင်းပြတ်သွားတာသူတို့အပြစ်မကင်းဘူးဆိုပေမဲ့ကိုထုံးမောင်မှာတတ်တည်ပြတည်ရာဘာမှမရှိဘူးတဲ့သူတို့ကသူတို့ဖျဲကင်းကိုဆေးဖြန်းတာကိုထုံးမောင်ရဲ့နယ်ကိုဖျန်းတာမဟုတ်ဘူးတဲ့အဲ့ဒီတော့ငွေ၃သိန်းကိုမယောနိုင်တော့ဘူးတဲ့အဲ့ဒီအစားကိုထုံးမောင်ရဲ့နယ်ကို သူ့ကိုအပြန်ရောင်းမှာ သူများလယ်တွေကိုပေးတယ်လို့တအေကကိုတိန်30တော့ပေးပါမယ်တဲ့ကိုထုံးမောင်ဘလို့သဘောရတယ် ပြီးတော့ကိုစောဝင်စကားခဏရက်ကအိမ်ကိုတပတ်ဝေ့ကြည့်လိုက်သည်ပြီးနောက်မခိုးမခန့်ပြုံးကစကားဆက်ပြန်သည်ကျွန်တော်အထင်တော့ခမားရောင်းလိုက်တဲ့နယ်ကိုထုံးမောင်မဟုတ်ရင်အယောလဲမရတော့ခမားတို့ဘာနဲ့သွားပြီးဆက်ကြမလဲဒီအတိုင်းဆိုရင်မိုးစဘာအတွက်လည်းခမားတို့စိုက်နိုင်တဲ့အကြောင်းမရှိတော့ဘူးလေရောင်းလိုက်ရင်ခမားလည်းအဆင်ပြေကျွန်တော်တတိလည်းအဆင်ပြေတာပေါ့ ကိုစောဝင်စကားဆုံးမှာတော့ကိုထိုးမောင်ကောင်းလေးတွင်အတွေးတွေပလုံစီသွားလေသည်။တားနှစ်ယောက်ဤမျက်နှာသူတို့ဤရှင်ပြုတ်ပွဲလေပျက်စီးသွားသောစဘာကင်းကြီးပြီးတော့တင်းရင်ဤမျက်နှာတို့သည် ကိုထိုးမောင်ဤအတွေးတွေတွင်တလဲ့စီဝဲလှဲ့၍နေသည်။ထိုစဉ်အုပ်ချုပ်ရမှုကဟုတ်တယ်ကိုထိုးမောင်ခမည်းအတွေးမမားနေတော့နဲ့လေကိုသာရောင်းလိုက်ပါဗျာ။တင်းသေးတို့လည်းကိုရောင်းဖို့လဲကြုတ်ပဲတိုက်တွန်းပေးခဲ့တာ။ အခုသူတို့ဆိုအလူတွေပါတွေတော့လောက်တော့ဗျာခမရနဲ့ခမရသားနှစ်ယောက်ကိုအလူလှုပ်ရှင်တယ်မဟုတ်လားဒီတော့ရောင်းတာရောင်းလိုက်ပါဗျာကိုထုံးမအောင်ပို့ပြီးငိုင်သွားမိသည်နားတယ်လို့နေကျုပ်ကကိုစိုးဝင်တဲ့ပဲအလုပ်လုပ်ဖူးတာဗျာဟူသောအုပ်ချုပ်ရေးမှုရေးစကားတံကို ပြန်လည်၍ကြားရောက်မိလာသည်သူတို့ဘက်တွင်ဘသူမှမရှိတော့အရင်က အာကိုရာဟုတွက်ဆထားခဲ့သည့်အုပ်ချုပ်ရေးမှုသည်ပင်ဟိုဘက်ကဖြစ်နေပါပြီဘော ကိုထုံးမောင်တွေးရင်တွေးရင်မျက်စိကထရန်တွင်ထိုးထသည့်ကိုင်းခုတ်ဓာစီအကြည့်ရောက်သွားမိသည်ထို့နောက်တော့ထရန်မဓာကိုပြေးဆွဲကာစကားပြန်လုပ်ပေးသူကိုစောဝေအုတ်ချုပ်ရင်မှုနှင့်မစ္စတာဝူကိုပါဓာနှင့်အရှက်ပေါင်းများစွာ ခုတ်လေတော့သည် စိတ်ထဲမှလည်းတတ်တတ်မှန်ရစ်သည့်တထေးကိုကိုလူမျိုးဘက်ကဖေဖေမမပြောမဲ့သူမရှိ လူမျိုးကြဘက်မှပါကနှိမ်ပေါင်းနှင့်ပြောကျင်သောတစ္ဆပောက်စကားပြန်နှင့် ုပ်ချုပ်ရင်းမှုကိုပါမှတ်ပါလားမှတ်ပါလားဟုကြိမ်ဝါနေသည်စိတ်ရှိလက်ရှိဗန္ဒကျင်ခုန်နေမိသည်မသိပေတင်းရင်ဤခေါ်ဆံကြားမှကိုထုံးမှအတိပြောင်းဝင်လာလေတော့သည်အခန်းခဏတော့ဘလို့လှုပ်လိုက်တာလဲကိုထုံးမောင်ရဲ့ကျုပ်ကတော့ကိုအတလို့မဟုတ်တော့ဘူးထင်းနေတာငါလည်းပဲလှုပ်ရှင်ပါမလဲတင်းရင်ရဲ့ဒါပေမဲ့နေမဲစဉ်းစားကြည့်ပေါ့ဟာ ။စဘာကင်းပြတ်တဲ့အတွက်ငါတို့မှအယောလဲမရတော့ဘူးလေ။ဒီတနွေလုံးငါတို့ဘာနဲ့သွားစားကြမှာလဲ။ငါတို့တားနှစ်ယောက်ကိုရှင်ပြုတ်ပေးမယ်လို့ဂတိပေးထားတာလည်းရှိသေးတယ်။တားငယ်ကဘာမှမဖြစ်ဘူး။တားကြီးကတငုံကိုတရည်ရည်နဲ့လေဟာ။ပြီးတော့မနှစ်မိုးရင်းကရှင်းထားတဲ့ဗန်ရှင်းငွေတွေဘာတွေဆက်ရအောင်ပါပဲ။ပြီးတော့ပြီးတော့ငါတို့ဘက်မှာဘသူမှမရှိတော့ဘူးတင်းရင်ငါတို့ရဲ့ဘဝကကိုရာကြရမဲ့ဘဝဟာ အစကအာဂိုတကြီးတွားတိုင်ခဲ့တဲ့အုပ်ချုပ်ရေးမှုတော်ငါတို့ဘက်မှာမရှိတော့ဘူးလေအဲ့ဒါကြောင့်ငါတည်တည်ချာချာစဉ်းစားပြီးမှဒီလိုလှုပ်လိုက်ရတာပါဟာမတည်ရင်စကားတံပြန်၍ထွက်မလာတော့ဘူးအတန်ကြာမှအေးပါတော့ဘာတက်နိုင်တော့မှလဲတော်ပြောတယ်လို့နောက်ပြဿနာ နောက်မှချင်းကြုံမဲ့ရှိတော့တာပေါ့ကျုပ်ကတော်ခေါင်းငိမ့်လိုက်တာကိုအံ့ဩနေတာ ပထမကိုင်းခုတ်သားကြီးကို ကြည့်ပြီး အကြာကြီးတွေးနေလို့ကြုတ်ဖြင့်နံသွားတာပဲတော့ရင်တော်ဘလို့မှလည်းကိုမရောဘူးလို့ထင်ထားတာလေခေါင်းလည်းညှိပြီးရောတော်ဘာသာကားတမ်းမှဆက်ထွက်မလာတော့ပဲငုံငူကြီးထိုင်နေတာ အကြာကြီးပဲတော့ဟိုကပြန်တော့မယ်နတ်ပြန်မှစာချုပ်လာချုပ်မယ်အခုစင်ရငွေ15သိန်းပေးခဲ့မယ်လို့ပြောတော့လေတော်စကားတခုံးမှပြန်မပြောဘူးအဲ့ဒါနဲ့တော်လဲခေါင်းညှိပြီးပါပြီလေဆိုပြီး ကျုပ်လည်းထားခဲ့လိုက်လို့ပြောလိုက်တယ်။ကိုထုံးမောင်တင်းရင်ပြောတော့မှရှေ့မှာချထားသည့်ငွေပုံကိုမြင်လေသည်ထို့နောက်တော့တက်ပြင်းကြီးသာခလေးလေးရှာလိုက်မိလေတော့သည် ကိုဆူကောလင်ဟုတ်ကဲ့ပါခင်ဗျာစာရေးသူဆရာကိုဆူကောလင်ရေးသားတော့ခါမတန်အာမန်တင်းပေမယ်လို့အမြင်ရတယ်ဝတ္ထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နှားဆင်အားဖြင့်ပေးခဲ့ကြသူ ညီကောင်မတော်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါရယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုစိတ်နှပါရှင်လန်းရှမ်းမြေ့ကြပါစေခင်ဗျာ